ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Pure Application မှာတင်ဆက်နေကြ Handmade အစီအစဉ်လေးရာနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာကျမကပန်းမွင့်လေးတွေကိုအသုံးပြုပြီးတော့အာ ပန်းမွေးဆဲလဲလေးလောက်တာကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ဒီအစီအစဉ်လေးမှာကျမရဲ့ရည်ရွယ်ချက်ကတော့အဲအိမ်မှာရှိတဲ့တာတာမီမီလေးတွေလည်းမိဘတွေနဲ့အတူတူအိမ်မှာရှိတဲ့လူကြီးတွေနဲ့အတူတူသူတို့ရဲ့ screen တိုင်းလေးတွေရှော့ချပြီးတော့ဗောနော်သူတို့ရဲ့ဗန်နီးတိုင်စွမ်းလေးတွေမြင့်တင်ဖို့အတွက်မိဘနဲ့တာတာမီလေးတွေနဲ့အတူတူပြုလုပ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီအစီအစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ဒီနေ့တင်ဆက်သွားမယ့်အစီအစဉ်မှာပန်းမွင့်လေးတွေလို့ကျွန်မပြောသွားတော့ပန်းမွင့်လေးတွေကဘယ်လိုမျိုးလုပ်မှာလဲလို့သိချင်မှာပေါ့เนาะကျွန်မဒီအခုဖဲ့ရောင်ဆောင်အစလေးတွေကိုသုံးပြီးတော့ပန်းမွင့်လေးတွေပြုတ်လုပ်သွားမှာပါအသုံးပြုလို့ရတဲ့ပစ္စည်းလေးတွေကဒီဖဲ့အစလေးရဲ့ပြီးရင်အိမ်မှာရှိတဲ့ကတ်ထူပြားပေါ့เนาะဘယ်ဟာဘယ်မဆိုစက်ကူထူထူလေးအဲ့ဒါလေးလုံမယ်ပြီးရင်ပုံဆွဲဖို့ခဲတံလေးလုံမယ်ပေါ့เนาะပြီးရင်ညှက်ဖို့ကတ်ကြီးလေးရဲ့ပန်းမွင့်လေးတွေလောက်တဲ့နေရာမှာသုံးဖို့အတွက်ဂလူးကန်လေးရဲ့လိုအပ်ပါမယ်ရှင် ကျမဒီနေ့ကျမခုနကပြောသွားခဲ့သလိုပဲအိမ်မှာရှိရတာတာမိမိတွေနဲ့အဲမမေတွေ တီတီတွေနဲ့အတူတူပေါ့နော်ပြုလုပ်နိုင်မှုအစီအစဉ်အားဖြစ်တဲ့အတွက်ဒီနေ့လဲကျမရဲ့သမီးလေးကိုခေါ်လာခဲ့ပါတယ်ရှင်။ကျမရဲ့သမီးလေးနဲ့အတူတူပန်းမွင့်လေးတွေပြုလုပ်ပြသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပန်းမွင့်လေးပြုလုပ်ဖို့အတွက်ပထမဦးဆုံးအစစ်အနေနဲ့ကျမတို့ကအိမ်မှာရှိတဲ့ကတ်ထူပြားလေးတစ်ခုယူလိုက်မယ်။ယူပြီးတော့ကိုလိုချင်တဲ့ပန်းမွင့်ပုံစံလေးတွေကိုဆွဲမယ်ပေါ့နော်။ခဲတံလေးနဲ့ပုံချမ်းလေးဆွဲလိုက်မယ်။ဆွဲပြီးတော့ကတ်ကြီးလေးနဲ့ညှက်လိုက်မယ်ပေါ့နော်။ပြီးတော့မှဒီဖက်အစာလေးပေါ်မှာထပ်ပြီးတော့အဲလိုင်းလေးတွေထပ်ပြီးတော့ထပ်ပြီးတော့ညှက်သွားမှာဖြစ်ပါတယ်ရှင်။အခုပထမဦးဆုံးအနေနဲ့ကျမကတ်ထူပြားပေါ်မှာ ပန်းမွေပုံလေးရေးဆွဲလိုက်ပါမယ်ရှင်ပန်းမွေကတော့ဘလို့ပုံစံမျိုးမဆိုဆွဲလို့ရတယ်ပေါ့နော်ကိုဆွဲနိုင်တဲ့ပုံမူတည်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့ပန်းမွေလေးအခုခက်ကတော့ reference ကရှာလို့လွယ်ပါတယ်နော်ကိုတကယ်လို့တစ်ခုခုကိုအတိအကျလိုချင်တဲ့ပန်းမွေပုံလေးဂန်းကော်ပန်းဆိုဂန်းကော်ပန်းလေးပေါ့အဲ့လိုမျိုးလိုချင်နေဆိုရင်လည်းဂန်းကော်ပန်းပုံလေးဆွဲပြီးတော့ညှက်ထားလိုက်တာပေါ့နော်ကျမတို့ကကတ်ထူပြားပေါ်မှာဆွဲရတဲ့ရည်ပဲချက်က ပုံတစ်ခုတည်းကိုဟောဒီပန်းမွေရောင်ဆောင်လေးတွေအတူတူရဖို့ပေါ့နော်နောက်မို့ဆိုရင်ဒီ fair အစပေါ်မှာထက်ခါထက်ခါဆွဲနေရမှာဆိုလို့ကျမတို့ကမိုးလေးလှုပ်လိုက်တဲ့သဘောပါရှင်မိမိရေမမေကိုဒါလေးညှက်ပေးပါအောင်နော်မိမိကနောက်တစ်ပုံဆွဲထားလိုက်မယ်

ဘယ်လိုပြောမလဲအစကေးလေးနဲ့ပတ်သက်ပြီးပြောပြမယ်ပေါ့နော်အခုဆိုရင်ကျမသမီးလေးဆိုရင်ကျမဆိုရင်ဒီပန်းလေးကိုညှက်လိုက်တာလူကြီးဆိုတော့နည်းနည်းမြန်မြန်ဆန်ဆန်ပြီးသွားတယ်ပေါ့နော်ခလေးကြတော့ပို့ပြီးတော့အာယုံဆိုက်ရတယ်သူတို့ရဲ့လက်ချောင်းလေးတွေအားဆိုက်ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီဟာဒီဟာလေးလှုပ်လိုက်တာဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့သူတို့ရဲ့ concentration လေးတွေတိုးတက်လာမယ်ပြီးရင်သူတို့ရဲ့လက်ချောင်းလေးတွေတက်မှလာမယ်ပေါ့နော် motor skill လေးတွေတက်လာမယ်ပေါ့ကျမစိတ်ထင်ဒီကျမသမီးလေးထံငယ်ရွယ်တဲ့ခလေးလေးတွေသမီးမီးလေးတွေလည်းပဲလိုက်ပြီးတော့လှုပ်နိုင်မယ်လို့ထင်ပါတယ် ပန်းမွင့်ပုံစံလေးတွေလွယ်လွယ်ကူကူလေးပေါ့နော်မိမိလေးတွေလုပ်လို့အဆင်ပြေမဲ့အဆင်လေးပဲဖြစ်တယ်ပေါ့နော်သူတို့ရဲ့အာ creation လေးလည်းပို့ပြီးကောင်းလာမယ်လို့ထင်ပါတယ်အយ៉ាងလေးတွေအသုံးပြုတာလေးတွေဒီဟာဒီ pro ဒီဒီဟာလေးကို like လုပ်ခြင်းအဖြစ်ပေါ့နော်အဲ့လေးတိုးတက်လာမယ်လို့ထင်ပါတယ်မိမိတွေလည်းအတူတူ like ပြီးတော့ကြိုးစားကြည့်ဖို့ဖိတ်ခေါ်ပါတယ် အခုဆိုရင်ကျမတို့အပန်းဝင်ဆန်းလေးလေးမှာအသုံးပြုမဲ့ပန်းဝင်လေးလေးပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးစုံညှတ်ထားလို့ရပါတယ်ကတ်ထူပြဒါဆိုရင်အိမ်မှာရှိတဲ့အဲကတ်ထူပူကွန်လေးတွေတုံးပြီးရောညှတ်ထားတာပေါ့နော်ဒီလိုဒီလိုလေးတွေရသွားပြီဆိုရင်ကျမတို့ကကိုလိုချင်တဲ့အကြောင်လေးကိုအစလေးကိုယူလိုက်မယ်ပေါ့နော်အဲ့ပေါ်မှာဒီကိုကိုတုံးပြချင်တဲ့အကြောင်နဲ့ပန်းမွင့်ရဲ့ shape ကိုယူပြီးရောဒီလိုလေး tracing လုပ်လိုက်ပါမယ်မိမိကဘာအကြောင်လေးယူမှာလဲပန်းမွင့်ရအောင်ပဲဟာလေးကြိုက်လဲယူပါအောင် ဒီဟာလေးဟုတ်ပြီအရာကပါရောင်မိမိကပန်းွက်ပန်းရောင်လေးကြိုက်တာဟုတ်ပြီအဲ့ဆိုမိမိကပန်းရောင်လေးပေးမယ်မိမိကဒါလေး tray ဆောက်ပြီးညှက်မယ်နော်ဟုတ်ပြီနော်ဒီမှာခဲရလို့ရတယ်မိမိကပန်းရောင်အရှင်လေးနဲ့လောက်မယ်လိုင်းလေးတက်တရရလေး trace လုပ်မယ်เนาะပန်းမွေလေးညှက်ပြီးလိုက်ပေးနေမှာစို့လို့เนาะပေးနာလေးရလေး ခဲ့တာနေနဲ့အသာလေးဆွဲမယ်ဒီမျိုးကတ်ထူဆက်ကုန်နဲ့မိုလေးလောက်ထားတော့ဒီပိတ်စာလေးပုံမှာပန်းဝင်လုံးမဲ့ fat အစာလေးပုံမှာဆွဲတဲ့အခါကျရင်လွယ်လွယ်ကူကူနဲ့ရရပေါ့နော်ဒီအစာလေးပုံမှာကျတော့ဆက်ကူပုံမှာလို့ဆွဲလိုက်ဖြတ်လိုက်လုံးလို့မရတဲ့အတွက်ကျမတို့ကမိုလေးတွေလောက်ထားတာပါအချိန်ကုန်နဲ့တတ်တာလေတတ်တတ်ရရလေးလေးပန်းဝင်လေးလည်းတတ်တတ်ရရထွက်လာတာပေါ့နော်အခုကျမ trace ထုတ်ပြီးပြီဆိုတော့ ြရလိုက်ပါမယ်။မမေကတော့ညှက်လို့ပြီးသွားပြီပေါ့နော်။မမေညှက်လို့လွယ်အောင်မမေကကူညီပေးမယ်နော်။တရားကိုမမေကအရွက်ကြီးအကြီးကြီးမှညှက်နေ။မမေပန်းဝင်နေညှက်ထုတ်တဲ့အခါကျရင်ခက်နေမှာစလို့ဒီလိုဘေးကနေဝိုက်ပြီးညှက်လိုက်လို့ရတယ်နော်။အရင်ဥစား ဒီလိုအစာတေးတေးလေးရပြီဆိုမမီကိုင်လို့လည်းလွယ်ညံ့လို့လည်းလွယ်เนาะညံ့လိုက်เนาะအဲ့ခုမိမိရောမမေရောပန်းဝင်လေးတွေရပြီဆိုတော့ဝက်ဆန်လေးတွေလောက်ကြမယ်ဝက်ဆန်လောက်ကိုမိမိကပါရောင်လေးကြိုက်တယ်ဟဝါရောင်ဟဝါရောင်ဟုတ်ကဲ့ဟဝါရောင်လေးပေးမယ်နော်ဟဝါရောင်နော်မိမိက ဝက်ဆိုင်ကိုအဝိုင်းလေးပဲညှက်လဲရတယ်အဝိုင်းလေးမှာတွန့်တွန့်လေးလုပ်လဲရတယ်နော်မိမိကြိုက်တဲ့ပုံလေးညှက်မယ်အဝိုင်းလေးပဲလိုချင်တာပါပုံလေးလိုချင်တယ်အဝိုင်းလေးပဲညှက်မလားဟုတ်အဝိုင်းလေးပဲဆိုဒီထောင်လေးမှာနော်ကိုလောက်တဲ့ကိုအသုံးပြုတဲ့ material လေး waste မဖြစ်အောင်လဲဒီလို corner လေးမှာပဲဆွဲလို့ရဆို corner လေးမှာပဲဆွဲလိုက်မယ်နော်မိမိကအလေရသွားဖောက်ဆွဲလိုက်ရင်ဒီမှာနောက်တစ်ခုလုပ်ချင်တော့လို့မရတော့နော်အဲ့တော့ဒီမှာတောင်းလေးမှာဆွဲပေးထားတာလေးညှက်လိုက်ပါဦး ။အင်းဒီကကြာတော့မိမော်ရောင်ဝင်းနဲ့လုပ်နေ။မိမေနဲ့တောက်မိမအပိုင်းကိုဆွဲလိုက်ပါမယ်။မမေရပန်းလေးလည်းဝဆန်လေးရသွားပြီမမေပန်းလည်းဝဆန်လေးတခြားအယောင်လေးတွေထပ်လုပ်ကြမယ်နော်မတူတဲ့ shape လေးတွေထပ်ညှပ်ကြမယ်ကဲအခုဆိုမမေတို့က ပတ်မွေနော်မတူတဲ့အယောင်လေးတွေမတူတဲ့ size လေးတွေရပြီဆိုတော့မမေတို့ကအခုမလုပ်မလဲဆိုတော့ပတ်မွေအယိုးဒဏ်လေးရဲ့အရွက်လေးရဲ့ညက်ကြမယ်နော်ပြီးလို့ရှိရင်ဆဲလဲလေးပြီးအောင်ဆက်လုပ်ကြမယ်မိမိကအဲ့ဒါဘယ်မှာထားခြင်းလဲပတင်းပေါက်မှာထားခြင်းလားအခန်းထဲရဲ့နေရာမှာလည်းထားခြင်းလားဘယ်မှာထားခြင်းလဲစဉ်းစားထားနော်ပြီးလို့ရှိရင်အိမ်မှာအလှဆင်လို့ရတယ်နော်ပတင်းပေါက်လေးမှာချိန်လဲရတယ်မိမိရဲ့စားကြည့်စပွဲနားလေးမှာချိန်လို့လည်းရတယ်နော် အဲ့တော့အယူတန်နဲ့အယူဆိုတော့ဘာយ៉ាងလေးယူရမလဲမင်းကြီးอ่ะဘာយ៉ាងလေးယူရမလဲအယူတန်နဲ့အစိမ့်လေးဟုတ်ပြီအစိမ့်ကိုမမီဘူးကအယူတန်နဲ့အယူနဲ့တစ်ခါလဲအတူတူညှက်လိုက်လို့ရှင်လေဆွဲပြီးတော့ဒီပန်းမွင့်လို့ညှက်လို့တော့ရဒါပေမဲ့ဒီမှာအယူရဲ့အယူတန်ရဲ့ဟိုဘက်ဒီဘက်လောက်လာရင်ဒီအစာလေးက waste ဖြစ်တယ်အဲ့တော့မမီကအယူတန်လေးတော့အစိမ့်ရောက်ရှိရှိလေးအယူတန်လေးအရင်ဆုံးညှက်လိုက်မယ်နော် ပြီးတော့မှအရွက်လေးတွေညက်ပြီးတော့ဒီမှာဂလူကန်လေးနဲ့ကပ်လိုက်မယ်နော်ဒါဆိုရင်ရိုးတန်လေးရပြီနော်မမေတို့ကဒီလိုလေးကပ်မယ်နော်ဖောက်ရောင်လေးထားချင်တယ်မိမိနေရာချလိုက်ပါအောင်နော်မိမိတိုက်တလုံးလေးနေရာချပါ မြအရက်ကလေးဆက်ထားလိုက်နော်ဘီ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 ဟုတ်ပြီအဲ့လိုလေးနေရာချမှာဟုတ်ပြီအရက်ကလေးရောဘယ်နှခုလောက်လုံးမလဲစဉ်းစားကြည့်ပါဦးဘယ်နှခုလောက်ညက်ပြီးရမလဲအရက်ကလေးဘုံခုအောင်ဘုံခုဟုတ်ပြီမင်းလည်းညက်လိုက်မယ်နော်ပြီးရဂလူးခန်းလေးနဲ့ကပ်ပြီးဆက်တယ်ဒီတစ်ခုရပြီပေါ့တော့ရလွယ်လား ပြေတယ်မိမိကလောက်နိုင်မလားလောက်နိုင်နေတယ်ဟုတ်ပြီလောက်နိုင်မှာတယ်အဲဆိုရင်နောက်ထပ်နှစ်ခုသုံးခုလောက်မမေနဲ့တူတူလုပ်ပြီးတော့နိုင်ရမှာအလှဆင်နေဟာလေးရတယ်အိမ်မှာအလှဆင်ရမယ်နော်ကျောင်းမှာတငယ်ချင်းတွေကိုပြန်ပြောပြတာပါတငယ်ချင်းတွေကိုဘလိုဘလိုလေးလောက်ကြတယ်မမေနဲ့လို့ပြောပြပြီးတငယ်ချင်းတွေကိုလည်းတင်ပေးလိုက်နော်ဟုတ်ကဲ့ ဒါလေးကိုဟုတ်ပြီအဲ့တော့အရွက်လေးတွေကိုဘယ်နှမထည့်ကြလဲတမီးအဲ့မှာတစ်ခုထည့်မယ်ဟုတ်ပြီဒီလိုဒီလိုပေးလေးမှာဒီလိုလေးထည့်ရပို့လာနော်อืมအပွင့်အောင်မှာမထည့်ရအယိုးထန်ပေးလေးမှာထည့်အဲဒီလိုလေးပြီးရင်ထည့်ကြလေးမှာဆိုထည့်ကြလေးတော့တစ်ခုပြန်လိုက်အောင်မနော်တိတိလေးအရွက်လေးတိတိလေးတစ်ခုပြန်လိုက်အောင်อืมဒီကိုင်းလေးရထည့် ဒီလိုလေးရပြီเนาะဒါဆိုရင်မမေတို့ဂလူကန်လေးနဲ့ကပ်လိုက်မယ်เนาะဂလူကန်နဲ့ကပ်ပြီးရင်ရပြီကဲအခုမမေတို့ကပန်းမွင့်လေးလည်းညှက်ပြီးနေရာလေးလည်းချပြီးဆိုတော့ဂလူကန်နဲ့ကပ်ရအောင်เนาะဒီအစာလေးလေးကိုတိမ့်လိုက်မယ်ဘေးကိုဖယ်လိုက်မယ်เนาะဂလူကန်လေးရရပြီလားပြီเนาะအဲ့တော့မမေရကြည့်ပါဦးမမေနေရာချထားတာဟာဒီတိုင်းပဲလားဟုတ်လားဒီလိုလေးလားเนาะဟုတ်ပြီเนาะ ပန်းဝင်နေရတင်တာအဲ့တော့မမေကမမေကအရွယ်လေးထည့်ပေးမယ်နော်မမေတက်ကတော့ရတယ်လေမမေပန်းဝင်နေတဲ့နေရာချတယ်မမေချထားတာဒီဝတ်ဆံလေးတွေကိုအရင်ကပ်လိုက်ပါဦးပပေါ်လေးပဲဆိုတော့ခလူးလေးနည်းနည်းပဲတောင်းလိုက်ရအောင်နော်။အင်းတည်ရင် di maka layu mah. di nali makeli to tapi hari u ya came api di di lemo yang lu keli to mau Sari kak hobi Tapi mimi ada yang lu lihat di mah အယိုးတံလေးမှဂလူးလောက်လိုက်အဲအဆုံးမမီပို့လို့ရအဲဟုတ်ပြီဒါလေးကိုမမီကပ်ပေးမယ်နော်ဟုတ်ပြီအယောက်ကလေးကိုဒီလိုဆောင်းဆောင်းလေးထားမယ်နော်တွေးလောင်းချရအောင်ဒီနာလေးကိုဟုတ်ပြီပြီးတော့မယ်ဒီဟာလေးကကြတော့မမီကလေဝတ်ဆံလေးကိုနှစ်ထပ်လောက်ထားတာနော်အဲ့တော့မမီကအဝါနဲ့လိမ္မော်နဲ့ကိုအရင်ကပ်ရမယ် เติมาสานอยู่ปังในมากระปอง แล้วเด็๋ยวเดี๋ยวเราไปไปเอ็มมี่อ่ะตอเลี้ปังเหมลีนเราแลนด์ไลน์นี่ยัมไม่อยู่อ่ะเอมเป็ยูรันมากกว่าตัวเลยอืมอาะสุปังมือนเราเนี่ยไม่อยู่หรอก အရွက်ကလေးဟောအရွက်ကလေးကဒီမှာမကန်နေတော့ဘာလို့လဲဆိုမမီတို့ကတန်းလေးမှာလေဒီလိုလေးခောက်ပြီးတော့ချိန်မှာဆိုတော့เนาะနေရအရွက်အတွက်နေရထားချန်ထားလိုက်တော့အဲ့တော့ဒီမှာတရွက်ထဲမိမိကုနာထားခြင်းတလို့ဒီနားလေးမှာထည့်လိုက်ရတယ်ဘေးဒီဘက်လေးနော်အရွက်ကလေးကဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်နော်တလဲစီထွက်မဲ့ဒီမှာဒီမှာလည်းတစ်ခုထည့်လို့ရတယ် ဒီလိုလေးရသွားပြီเนาะမိမိကဒီမှာတစ်ချက်တားလေးကိုဒီနားလေးကိုတစ်ချက်ခောက်ပြီးတော့ဒီနားလေးကိုတို့ပေးပါအောင်တုတ်တန်လေးမှာတွဲဖို့လေเนาะဟုတ်ပြီอืมဒါဆိုရသွားပြီမိမိကြိုက်လားโอเคကြိုက်တယ်ဟုတ်ပြီအဲ့ဒါလေး3ခုလောက်လောက်ကြာမယ်เนาะ3ခုလောက်လောက်ပြီးတော့မင်းရမှာအလှဆင်တဲ့ဟာဖြစ်ဖြစ်ပရင်ပေါက်မှာချိန်တာလေးဖြစ်ဖြစ်လောက်ကြာမယ်เนาะကဲမမီရမမီရဒီမှာပန်းလေး တော်လောင်လေးချပါနော်ဆဲလဲလေးလို့ပပန်းလေးတောင်းခုရပြီအဲ့တော့မမီတို့ကပလင်းပေါက်မှာချိတ်ဖို့ဒီထုတ်ချောင်းလေးမှာတွဲလိုက်မယ်နော်အဲ့တော့ရေဦးစောဒီဟာလေးအစောဆုံးဟာလေးကိုထုတ်တန်းလေးထည့်ပြီးတည်လိုက်မယ်ဒီလိုလေးအဲ့နော်ဒီလိုလေးပြီးရင်ဒီအရွက်အရင်လေးကိုအလဲမှာထားမယ် ကဲမမီရဟိုကလေးတည်လိုက်ပါအောင်ဒီထဲမှာထည့်တော့อืมဟုတ်ပြီဒါဆိုရင်လာစင်လို့နော်ပရင်ပေါက်လေးမှာချိတ်ဖို့ပန်းဆဲလေးလေးရပြီအဲ့ဒါကိုမမီတို့ကဒီလိုမျိုးဟိုကကျိုးလေးနဲ့ဒီလိုတွဲလောင်းလေးချမယ်နော်ကျိုးလေးကိုဒီမှာတက်လိုက်မယ် ไม่มีอะไรมาทำอ่ะไปเจมป์ปอไปเจมป์ปอมาอ๋อฮอบบี้แกไม่มีเลยปั้งเวสเลยเราปีต่อไม่มีใจละใจเจ๊ใจเจ๊ปมาท่าเจน่าแล้ไม่มีอ่ะไปเจมป์ปอมาไม่มีใจปีอ๋อใจปีมาบอฮอบบีไม่มีอะไรเราไปใช้มันจีนี่ยมาเลยไปเจมป์ปอมาใชจได้ไม่มีอะไรใช้มาด้วยนะสาวพัดเดจนช่เอาละกระด้าเจนช่จะไม่มีกระดาษเนี่ยใชจมาปั้งเวสเลยที่เราเล่นด้วยเนี่ยมาบอใจละไม่มีอะไรเพียงใจละฮาปี้อาจจะใชจจับไหมเนาะ တကယ်ချင်းတွေကိုလည်းမမိနဲ့မမင်းနဲ့လိုမျိုးပဲဒီလိုမျိုးလေးတွေအဟမ်းမိတ်လေးတွေလောက်ကြည့်ပါလို့ဖိတ်ခေါ်ပေးပါဦးငငင်းငင်းလည်းမိမိနဲ့မမေတို့တော့တော့လုံးလို့ရပါရဲ့ရှင်